ဂျပန်နဲ့တရုတ်ကြားထဲမှာစီးရဲတက်မှောက်မှုတွေအဆမတန်မြင့်တက်နေပြီးဂျပန်ကိုလုံးဝခီးမသွားဖို့တရုတ်စိုးရကသူ့နိုင်ငံသားတွေကိုတတိပေးခဲ့ပါလေ။ထိုင်ဝမ်ကိုတရုတ်ကအင်အားသုံးတိုက်ခိုက်ရင်စီးရဲဝင်ရောက်မယ်ဆိုပြီးတော့ဂျပန်ဝန်ကြီးချုပ်ဆန်နေတာကေအီရှိကပါလီမန်မှာပြောဆိုခဲ့ပြီးနောက်ဂျပန်နဲ့တရုတ်နှစ်နိုင်ငံတက်မဲ့ရည်ရညင်ပေါ်မှုမြင့်တက်ခဲ့ပါလေ။ဂျပန်နိုင်ငံကြီးတရုတ်နိုင်ငံရဲ့ဝက်ချက်ပို့စ်မှာမကြသေးမီကဂျပန်ခေါင်းဆောင်တွေဟာထိုင်ဝမ်နဲ့ပတ်သက်ပြီး တင်းနေရှားရင်စားတဲ့မက်ချက်ပေးခဲ့ရာပြည်သူလူထုချင်းဆက်ဆက်ရေးအတွက်အခြေအနေကြီးကြပ်ထိခိုက်စေပြီလို့ရေးထားပါတယ်။ဒီအခြေအနေဟာဂျပန်ရှိတရုတ်နိုင်ငံသားတွေရဲ့ပေကင်းရေးနဲ့အသက်အန္တရာယ်အတွက်သိသာထင်ရှားတဲ့အန္တရာယ်ပဲလို့ဆိုပါတယ်။တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနနဲ့ဂျပန်ရှိတရုတ်နိုင်ငံရဲ့ကောင်စုံယုံနဲ့ဟာတရုတ်နိုင်ငံသားတွေအနေနဲ့ထောက်အထူးပြုဖို့ post တွေပါ တင်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေဂျပန်ကိုလုံးဝမသွားဖို့အစိုးရကသတိပေးပြီးနောက်တရုတ်လေကြောင်းလိုင်းတွေကလည်းငွေပြန့်အန်နေပါလေဂျပန်ဝန်ကြီးချုပ်ရဲ့ထံဝန်ပေါ်မှာချက်ကြောင့်နိုင်ငံသားတွေရေးတင်းမှမှုမြင့်တက်ခဲ့ပါလေအဲဒီနောက်တရုတ်စိုးရကနိုင်ငံသားတွေကိုဂျပန်ကိုခီးသွားတာရှောင်ရှားဖို့တတိပေးတဲ့အတွက်တရုတ်ရဲ့အကြီးဆုံးလေကြောင်းလိုင်းတွေကလည်းဂျပန်ခီးစဉ်လက်မှတ်ခါတွေအပြည့်အဝပြန့်အန်ပေးမယ်လို့ကြေညာပါလေအဲ China, China South Dam နဲ့ China Eastern လေကြောင်းလိုင်းသုံးခုလုံးက သိကြားထုတ်ပြန်ချက်တွေထုတ်ပြန်နေ။အဲဒီထုတ်ပြန်ချက်မှာစနေနေ့ကနေဒီဇင်ဘာ30ရက်အတွင်းဂျပန်ကိုပြန်လည်မှုလက်မှတ်ဝယ်ထားသူတွေကလက်မှတ်ပေါ်ခါမဲ့ပြန်အန်းယူနိုင်မယ်။ဒါမှမဟုတ်ခီးစဉ်ပြောင်းလဲနိုင်မယ်လို့ဖော်ပြပါတယ်။တရုတ်ကသူတို့ပိုင်နေလို့ခိုင်မာပြောနေတဲ့ထိုင်ဝမ်နဲ့ပတ်သက်ပြီးဂျပန်ကိုကြီးကြပ်ရဲ့မှတ်ချက်တွေပေါ်တရုတ်ဆွေးကတော်သားထားပါတယ်။ဒါကြောင့်တရုတ်နိုင်ငံသားတွေကိုဂျပန်ကိုတွားရောက်လည်ပဲခွင့်ရှောင်ရှားဖို့တတိပြပါတယ်။ဂျပန်ကတရုတ်တမ်းမကြီးကိုတောက်တန်နေမှာစစ်ခေါ်ခဲ့တာဟာ တပတ်ကြာဖြစ်နေတဲ့ပြန်လည်စကားစစ်ထုတ်မှုရဲ့နောက်ဆက်တွဲဖြစ်ပါလိမ့်။ဒီလိုစင်ခေါ်ခဲ့ရခြင်းကတရုတ်ထိုင်ရန်တန်မန်တို့ကဂျပန်ကြီးချုပ်ကိုအွန်လိုင်းမှာ post တင်တာကောက်ကွက်ဖို့ဖြစ်ပါလိမ့်။တရုတ်နဲ့တန်မန်ကြီးကညင်ပေါ်မှုစတင်ခဲ့တာပြီးခဲ့တဲ့သတင်းပတ်ကဖြစ်ပါလိမ့်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ခြင်းဟာရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေဖြစ်နိုင်ပြီးဂျပန်ရဲ့စီးရီးယားတုံ့ပြန်မှုကိုပါဖြစ်ပေါ်လာနိုင်စေတယ်လို့ဂျပန်ကတရုတ်ကိုပြောပြောရင်းနဲ့သတိပေးလာတာဖြစ်ပါလိမ့်။